ဒါပထမဦးဆုံးလေအဲကျွန်တော်တို့ပါတီမှာဟိုကော်မတီတွေနဲ့ဖွဲ့စည်းထားတာပါရှင်ကော်မတီတွေနဲ့ဟိုပါတီရဲ့လုံရန်ရှိတယ်လို့လေကော်မတီတွေနဲ့ဖွဲ့စည်းထားတာအဲဒီလိုတင်နန်းမျိုးတော့လူစွမ်းအားအရင်မြစ်ကော်မတီကနေပြီးတော့မှအဲကျွန်တော်တို့စီစဉ်တာဖြစ်ပါတယ်။နောက်ဒီထဲမှာတင်တင်ကန်းစာတို့ဘာတို့ကြတော့လဲမဟာဗျူဟာနဲ့အဲသူတေသနာကော်မတီပေါ့နော်။ဆိုလို့ရှိရင်မန်ဂိုဝါလည်းတင်ပြီးပြီဆိုတော့လေကျွန်တော်တို့ပါတီရဲ့ဒုက္ခထလည်းဖြစ်တယ်မန်ဂိုဝါလာပါအောင်။နောက်ကိုအောင်ရဲတို့ရဲ့မမေတင်စာရဲ့လေ။ အောင်မိတ်သူသွားကုန်တယ်ဆိုလို့ရှိရင်မမဘဝတင်ပြီးပြီမလားတစ်ချိန်ပြီးသွားတယ်ဒီနေ့တစ်ချိန်တစ်ချိန်ထရှိသေးတယ်နော်အဓိကတော့ကျွန်တော်တို့ကလေ programmatic party ဖြစ်တယ်ဆိုဆိုတဲ့ခါကျတော့ကျွန်တော်တို့ကပါတီမှာမူဝါဒနဲ့လုပ်ငန်းစဉ်တိကျရှိရမယ်ဆိုတော့မူဝါဒတွေရေးတော့လဲမူဝါဒတော့ဟိုပါရှင်ကျွန်တော်တို့ပါတီဖွဲ့စည်းပုံစည်းမျဉ်းမှာလဲရေးထားပါတယ်အဲ့ဒါတော့ဟိုတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့လို့အတွက်အမြဲတမ်းမှန်ကန်တဲ့မူဝါဒတွေပေါ့နော်ပါတီရဲ့ဖွဲ့စည်းပုံစည်းမျဉ်းမှာတခါလဲရေးထားပါတယ် ဲ့တော့အဲမန်ကူဝါတို့ဆရာတပည့်ကကျွန်တော်တို့ကိုကူညီခဲ့ပါတယ်ရှင်။ဒါပြီးတော့မန်ကူဝါဟိုကလည်းပါတယ်ရှင်။မတ်မွန်လည်းပါတယ်။အဲမတ်မွန်လာအောင်မတ်မွန်အခုလူတွေပွဲထုတ်ရအောင်မတ်မွန်ရောမန်ကူဝါရောဖောင်ဒေးမန်ပါတယ်ပါရှင်။ပါတီကိုစရပြီးတည်ဆောင်တော့အန်တီချယ်ရီရောပါလား။ပါတယ်။အန်တီချယ်ရီရောထားပါအောင်။အန်တီချယ်ရီလည်းပါတယ်ကျွန်တော်တို့လေအဲကျွန်တော်တို့ပါတီစတည်ထောင်လုံးဝပေါ့နော်။အဲကျွန်တော်တို့ပါတီစတည်ထောင်လုံးဝအရင်ပါခဲ့ကြတဲ့နော်အန်တီချယ်ရီ အဲပြီးမမွန်ရဲ့နောက်မငူဝါရဲ့ပေါ့နော်အဲဆိုလို့ရှိရင်အဲ့တော့တော့ကျမမပါသေးပါဘူးရှင်ကျမ NLD မှာဆိုတော့ကျမနာမည်နဲ့ထွက်ပြီးပါတီတောင်းလို့ရှိရင်ဟိုဟာပေါ့ခောက်ထားမှာဆိုလို့လေဆိုလို့ရှိရင်ကျမတို့ရဲ့ဒူဥက္ကဋ္ဌ1ဥမြင်မောင်ထုံးဝင်နေပြီးတော့မှကမကထလုပ်ပြီးတော့မှနောက်မငူဝါနဲ့နောက် anti cherry နဲ့မမွန်နဲ့ပေါ့နော်ဒါ founding member တွေပါရှင်အဲနောက်ပိုင်းတော့မမွန်ကတော့ PR committee မှာဥက္ကဋ္ဌအနေနဲ့တာဝန်ယူပြီးတော့နောက် AR တိုင်းရဲ့တာဝန်ခံအဖြစ်လဲကျမတို့ ်တာဝန်ပေးအပ်ထားပါတယ်မန်ဂိုကတော့မဟာဗျူဟာနဲ့သူတေသနာကော်မတီဥက္ကဋ္ဌပါရှင့်အဲပြီးလို့ရှင့်ကိုအောင်ရဲထွန်းကလည်းသိပြီးသားဖြစ်မှာပါကိုအောင်ရဲထွန်းကတော့ HR ကော်မတီဥက္ကဋ္ဌပါရှင့်အရင်ကတော့ဒေါက်တာမျိုးဆက်သွေးကဥက္ကဋ္ဌနဲ့ကိုအောင်ရဲထွန်းကအတွင်းရင်းမှုဖြစ်ပါတယ်အဲသို့တော်လည်းဒေါက်တာမျိုးဆက်သွေးမရှိတော့တဲ့အချိန်မှာဒါအတွင်းရင်းမှုကဥက္ကဋ္ဌဖြစ်ပြီးတော့မှအခုလက်ရှိအတွင်းရင်းမှုကတော့မနေ့ကမှ အသက်22နှစ်ပြည့်တယ်လို့ပြောပါတယ်ရှင်22နှစ်လားဘယ်နှစ်22နှစ်ခွဲဘယ်နှစ်ပြည့်ရ35နှစ်ပြည့်ရဩော်အဲ့တော့အဲ့တော့အဲ့တော့ကျောင်းလူငယ်အဖွဲ့ကနေထွက်ရမယ်လို့ပြောတယ်သူကရန်ကုန်တိုင်းလူငယ်အတွင်းဘူးဩော်35နှစ်ပြည့်ရကျွန်မဘယ်22နှစ်နဲ့ကျွန်မတမိထက်တော်ငယ်ပါလားလို့အဲဆိုလို့ရှင်လူလေးရလည်းနှုတ်ပါတယ်ဘာပဲပြောပြောပေါ့နော်ကျွန်မတို့ဟိုပါမှာတော့အခုလဲ AR တိုင်းကိုယ်စားလှယ်လောင်းကြီးတွေအကုန်ကြည့်လိုက်တဲ့အခါကျတော့လဲ အဆုံးပါတာပေါ့နော်အဆုံးဆိုတာအသက်ရွယ်လဲပေါင်းဆုံးပေါ့နော်လူငယ်တွေလဲပါတယ်လူလတ်တွေပါတယ်လူကြီးတွေပါတယ်အဲဒါတွေအကုန်လုံးကလူကြီးလဲလူကြီးမလို့လူငယ်လဲလူငယ်မလို့လူလတ်ပိုင်းလဲလူလတ်ပိုင်းမလို့ဟိုအာတာချက်တွေရှိပါတယ်ရှင့်အာတာချက်တွေရှိပါတယ်နောက်တစ်ခုကပူပေါင်းဆောင်ရွက်ဖို့ကတော့အဲကျမဒီနေ့သင်ငန်းစာလေးနဲ့ဆိုလို့ရှိရင်လေကျမတို့အောင်နိုင်ရေးကိုဘလို့ဟိုပေါ့ကုန်ကြစိတ်နည်းနည်းနဲ့စုစုစည်း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 လုံးလုံးနဲ့ဘလို့ကြော်ဖြတ်မလဲဆိုတာလေ။ညပါတီအနေနဲ့တော့ကျမတို့ကဘာလို့ပါဘာလို့ပါလို့အတိအကျမပြောဘူး။ ကျွန်တော်တို့အကြံဉာဏ်ပေးတာပေါ့နော်ဒါတွေလုပ်လို့ရတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ပါတီမှာစုကြုံနိုင်မြင့်ရှိတယ်ပေါ့နော်တတ်နိုင်တဲ့လူရှိတယ်မတတ်နိုင်တဲ့လူရှိတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုပါပေါ့အနိုင်ဆုံးဘာလုပ်မလဲလို့အရင်စဉ်းစားပြီးတော့မှတတ်နိုင်တဲ့လူကဒီထက်ပိုလို့ပေါ့နော်နောက်အဲ့လိုမျိုးလေးပါရှင့်အဲအဲ့လိုဆိုတော့လေနောက်တစ်ခုကတော့ဟိုညီရင်းကိုမောင်ရင်းနှမတပွဲပေါ့နော်တခါလေကြရင်အဲကျွန်တော်တို့ပါတီကတိဆောက်ခါစအဲတီထောင်ခါစပေါ့နော်တီတီထောင်တာတော့ပြီးသွားပြီပြီးရင်တီဆောက်တာပေါ့ တိဆောက်တာနံပါတ်1စနစ်တိဆောက်ခြင်းအဲနံပါတ်2ကတော့ကျွန်တော်တို့ပါတီဝင်တွေများဖို့မြို့နယ်ယုံတွေများဖို့ပြီးလို့ရှိရင်ကိုယ်စားလှယ်လောင်းတွေရှိဖို့ဒီကိုယ်စားလှယ်လောင်းတွေရဲ့အရေးသွေးတွေရှိဖို့နောက်စသဖြင့်ဒါတွေကတော့တိဆောက်ခြင်းဘက်မှာပါတာပါရှင့်အဲနောက်တစ်ခုကတော့မူဝါဒပေါ့နော်မူဝါဒကတော့ကျွန်တော်တို့အနေနဲ့ပညာရှင်တွေနဲ့ပြည်သူအသံနားထောင်ပြီးလို့ရှိရင်ပါတီဝင်တို့ကနေတဆင့်ပါတီဝင်တို့ကနေတဆင့်ပြည်သူကြားတွေကခံစားနေရတာတွေစိန်ခေါ်မှုတွေဒါတွေကိုကျမတို့နားထောင်ပြီးတော့မှ ပြည်သူရဲ့မျောလင့်ချက်ကဘာလဲသူတို့စန္ဒဘာလဲဘာအခက်အခဲတွေရှိနေတာလဲကျွန်မတို့ဒါတွေသိအောင်လုပ်ပြီးတော့မှဒါတွေပြေလည်စေနိုင်တဲ့မူဝါဒတွေလုပ်ငန်းစဉ်တွေကျွန်မတို့ရေးဆွဲတာဖြစ်ပါရဲ့ရှင်ဟိုနောက်တစ်ခါကျတော့အဖွဲ့အစည်းလို့ပြောလို့ရှိရင်တော့နိုင်ငံရေးပါတီပေါ့နော်နိုင်ငံရေးပါတီဆိုတာတော့ကျွန်မတို့ကပြည်သူလူထုပြည်သူလူထုနဲ့ခတ်ဆင်စဉ်အဖွဲ့အစည်းဖြစ်ရပါမယ်ရှင်အော်ပြည်သူလူထုတဲမှာစုကြုံနေမြင့်ရှိတယ်ခုနှစ်ရသားသမီးမတထောင်သားတော့အစုံရှိတာပေါ့နော်ပညာရည်ချင်းမျိုးစုံရှိမယ် စိတ်စိတ်နေစိတ်ထားကျမ်းမာရေးအခြေအနေစသဖြင့်ပေါ့နော်အမျိုးစုံရှိတယ်လို့ပဲကျွန်တော်တို့ပါတီတဲမှာလည်းပြည်သူလူထုအော်53တန်းရဲ့အစိတ်ပိုင်းလေးတစ်ခုပေါ့ကျွန်တော်တို့ပါတီကပါတီဝင်တွေကဆိုလို့ရှိရင်ဒီထဲမှာလည်းဟိုကိုနဲ့ဟိုဖြစ်ပါပေါ့နော်မတူတာတွေအများကြီးရှိမှလေအဲဒါတွေတူတာကတော့အင်ယာဝတီတိုင်းသားတွေပေါ့နော်အတူတာအင်ယာဝတီတိုင်းသားတွေနောက်ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေသို့တော်လည်းတခြားကိစ္စတွေပေါ့နော်ပညာရေးရှင်လုပ်ငန်းအတွေ့အကြုံကိုယ်အတိုင်းဝိုင်းပေါ့နော်စိတ်ပါဝင်စားတာ အဲဒါတွေကလည်းမတူနိုင်ပါဘူးအဲမတူတာတွေကကျမတို့ကပြဿနာမဟုတ်ဖဲနဲ့ဒီမတူတာတွေစုခြင်းဒီစုစည်းထားခြင်းဒီကျမတို့ရဲ့အားလို့ကျမတို့ကအဲ့လိုယူဆစေခြင်းပါလေရှင်နောက်တစ်ခါကျတော့ကျမတို့က open minded ဖြစ်ရမှာပေါ့နော်တခါလေကြာရင်ဟိုတယူတန်နဲ့တယူတန်နာမျိုးပေါ့နော်တယူတန်နာမျိုးတက်တစ်ခုခုကိုပဲစုပ်ကင်ထားတာမျိုးအဲ့လိုမျိုးမဟုတ်ဖဲနဲ့တခြားသူကိုနားထောင်တတ်တာပေါ့တခြားသူရဲ့စကားကိုနားထောင်တတ်တယ်နားထောင်ပြီးတော့မှ ဒါသူ့ရဲ့ role ကိုလည်းအတိအမှန်ပြုတာမျိုးပေါ့နော်ဥပမာထားပါတော့ကျမပေါ့နော်ကျမဆိုရင်ဒါပါတီရဲ့ဥက္ကဋ္ဌဥက္ကဋ္ဌဆိုတာကျမဟိုဥက္ကဋ္ဌဆိုတာတာဝန်လို့ကျမယူဆပါတယ်ရှင်းတာဝန်ဖြစ်ပါတယ်ကျမရဲ့ယာဓုလည်းမဟုတ်ဘူးဌာနတရလည်းမဟုတ်ဘူးဟိုအာနာသုံးဖို့လည်းမဟုတ်ဘူးကျမဒီတာဝန်ဖြစ်ပါတယ်သို့တော်လဲသို့တော်လဲကျမတယောက်တည်းနဲ့ဒီပါတီအောင်မြင်ပါလားဆိုရင်လုံးဝမဖြစ်နိုင်ပါဘူးရှင်းနော်အဲ့ဒါကြောင့်မို့တခြားသူတွေရဲ့အားကိုယူပြီးတော့မှကျမတို့ကိုယ်စားလှယ်လောင်းနေရောနော်ပါတီမှုဆောင်နေရော တခြားသူတွေရဲ့အားကိုယူပြီးတော့မှကိုယ့်ပါတီအောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းဒီဒါစီယုံရေးအင်အားနဲ့တွားရမှာပေါ့နော်အဲ့ဒါရေးကြီးပါတယ်ရှင်ဟိုစေတနာရှိလို့ကိုယ်ကလာပြောတာတို့ဘာတို့လေဒါမျိုးဆိုနားထောင်ပေးတာတို့နားထောင်ပေးတာတို့ပေါ့နော်စသဖြင့်ပေါ့အဲ့အဲ့ဒါလေးတွေဆောင်ရွက်ရမှာဖြစ်ပါတယ်အဲလုတ်ဟိုပေါ့အလုတ်လုတ်ရင်းနဲ့တယောက်နဲ့တယောက်လုတ်မကင်မရှင်လဲအပြန်လန်အချင်းချင်းတက်မှတ်ပေးတာမျိုးပေါ့နော်ဆိုလို့ရှင်ဖြည့်တွေးပေးတာမျိုးတက်မှတ်ပေးတာမျိုးတော့ကျမတို့ကတကယ်ကို institution အရန်ခိုင်မာတဲ့အဖွဲ့အစည်းမဟုတ်သေးပါဘူး ဒီလ23ရက်နေ့မှာကျွန်တော်တို့က6နှစ်ပြည့်မှာဆိုတော့လေပြီးလို့ရှင်လဲဒီဘာပဲပြောပြော6နှစ်လုံးမှာအရန်ကြီးအလုပ်လုပ်ခဲ့ရတာမဟုတ်ဘူး6နှစ်လုံးမှာတော့တီထောင်ခဲ့တယ်ပေါ့ဖြည်းဖြည်းမှန်မှန်ပေါ့နော်အခုချိန်ကတော့ဒါမိကုံရန်ကုံအလုပ်လုပ်ရမယ့်ကာလဖြစ်ပါတယ်ရှင်နော်အဲ့ဒါကြောင့်မလို့အဲဘာပဲပြောပြောပေါ့နော်ထီထွေးမှုကတော့ကျွန်မကိုယ်တိုင်စာတစ်ချိန်လောက်လာတင်ရခြင်းဒီကျွန်တော်တို့ကိုယ်စလဲလောင်းနေအကုန်လုံးသိခြင်းလို့ဖြစ်ပါတယ်ရှင် အသိခြင်းနဲ့ယဉ်နီးခြင်းနဲ့ပြီးလို့ရှိရင်ကျမကိုလည်းသိစေခြင်းနဲ့ကျမကလည်းသိခြင်းနဲ့နောက်ယဉ်ယဉ်နီးနီးနဲ့ဆွေးနွေးပြီးတော့လေနောက်ဒါတွေကဒါလူကြီးတွေပါရှင်လူကြီးတွေဆိုတာအဟိုအတွေ့အကြုံရှိပြီးသားပညာတွေတက်ပြီးသားဘဝအတွေ့အကြုံလုပ်ငန်းအတွေ့အကြုံပေါ့နော်လူမှုပေါင်းသင်းဆက်ဆံရေးဒါတွေအကုန်ပြည့်စုံပြီးသားဖြစ်ပါတယ်အဲသို့တော်လည်းကိုယ်စလဲလောင်းအနေနဲ့ဟိုကိုယ်စလဲလောင်းအနေနဲ့ကျမတို့ကဟိုပါရှင်ဒီဒီအောင်နိုင်ရေးလောက်ဖို့အကိစ္စအတွက်ကိုပဲအဓိကထားပြီးတော့မှပေးတဲ့သင်တန်းဖြစ်ပါတယ်ရှင်